အားလုံးမင်္ဂလာပါ YouTube ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ Chelsea သင်းရဲ့ပိုင်ရှင်လေးဖြစ်တဲ့ Topoli နဲ့ Appleley က Europa League Europa Conference League Final အပြီးမှာပဲသူတို့လူချင်းနဲ့တိုက်စစ်မှုကိုခက်မြန်မြန်စပြီးကြိုးပမ်းပြီး Chelsea ကအားလုံးသိထားပြီးသားဒါသူတို့တိုက်စစ်မှုလိုတယ်လို့ပြောထားတယ် Christopher Ankoku ထွက်မယ် Mikel Motri စေးကြတော့ရှိတယ် Jadon Sancho ပြန်ပို့มาဖြစ်တဲ့အတွက်တိုက်စစ်မှာ ဒါတကယ်ကိုဒါဒီအန်နီကလက်ဂျက်ဆင်တယောက်ပဲကြံ့မယ်ဒါလူငယ်ကစားမတွေကထိုင်ရစ်ဂျိုရှိမယ်မာဂေဟီရှိတာမှန်ပေမဲ့မာဂေရှိမယ်ဒါပေမဲ့ proper striker တယောက်သူတို့လိုချင်တယ်ဆိုတော့ chelsea ပိုင်ရှင်နေဖြစ်တဲ့ဒါ bully နဲ့ abali ဘက်က club အသင်းတွက်အရေးကြီးတဲ့ striker position အတွက်သူတိုက်စစ်မှု၄ယောက်ချလိုက်တယ်ချပြထားတယ်ဒါ sky sport ကဒါဖော်ပြတဲ့ report ရ now espn report ရဆိုရင် now အိုက်ထရဖရပါရဲ့ပြင်သစ်အသက်22နှစ်အရွယ်လူငယ်တိုက်ရှင်မှုဟူကိုအခီတီကေနောက်ဒီအစ်ဆွစ်တောင်းရဲ့အသက်22နှစ်အရွယ်ရှိတဲ့အင်္ဂလန်တိုက်ရှင်မှုလီယန်တီလာပြီးတော့မှအာဘီလိုက်ဆက်ရဲ့အသက်20ကျော်ပဲရှိတဲ့တိုက်ရှင်မှုဘန်ဂျမင်ဆက်စကိုနဲ့ပြီးတော့မှစပိုတင်လစ်ဘွန်ရဲ့အသက်25နှစ်အရွယ်ရှိတဲ့ဆွီဒင်တိုက်ရှင်မှုဗစ်တာယိုဂရက်ဆိုတော့သူအဲ့လေးယောက်ကိုသူချပြထားတယ်ယိုဂရက်ကဆက်စကိုရဲ့ဒီလက်ရဲ့ဒါတစ်ပတ်က Google AKTK နီးပြအန်ဆိုမာစကကြိုက်တာကဒါဘယ်လိုပြောမလဲဆိုတော့ Victor Osimhen ဒါပေမဲ့ပိုင်ရှင်တွေကအဲ့ဒီသားမကိုမကြိုက်ဘူးအဓိကက Osimhen တောင်းဆိုမဲ့လာစာရယ် Osimhen ကတကယ်တာဒါပြောင်းကြည့်ရင်ပြီးခဲ့နှစ်တည်းကပြီးတတ်မှာအကြောင်းအကြောင်းအကြောင်းတေလွဲတေလွဲတေလွဲနောက်တစ်ခုကသူတောင်းတဲ့ terms and condition လောက်ကလာစာတခြားဟာတွေကချက်စီလိုချင်တဲ့ပုံစံဒီမျိုးမဟုတ်တဲ့ ုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီချက်ကြောင့်လေချက်စီကအော်စီမန်ကိုပိုင်ရှင်ရဲ့ list ထဲမှာမပါဘူးဒါပေမဲ့နီးပြအန်ဆိုမာရစ်ကာကဗစ်တာအော်စီမန်ကိုကြိုက်တယ်သူကအဲ့ဟာကိုတော့သူတောင်းဆိုထားတာတော့ရှိတယ်ဆိုတော့ချက်စီကအခုဒီသားမတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်နံပါတ်1အချက်အနေနဲ့အခုလောလောဆယ်အနေထားရဒါချက်စီအသစ်အနေနဲ့လီယွန်ဒီလက်မန်ချက်စတာယူနိုက်တက်ရှိကဒါအပြောင်းရွှေ့ကမန်ယူနိုက်တက်ကအစ်စ်ဝစ်တောင်ကိုဆက်သွယ်ထားပြီးသား ရက်စော်လို့တစ်လုံးပဲဒီလက်ရှိကတောင်းထားတယ်။ Israel တောင်းတဲ့ပတ်သက်လို့ရောကြီးစာချုပ်တန်း30ပေးဖို့ပြောပြီးပြီ။ Israel တောင်းက okay တယ်။ဘယ်သင်းပဲဖြစ်ဖြစ်တန်း30ရရင်ဂျင်တ်တယ်။ဆို United ကလေုံဒီလက်ရှိက green light yes ကိုစောင့်နေ။အဲ့ green light က yes ဆိုရင်အပြောင်းအရွှေ့ဖြစ်ပြီ။ဒါပေမဲ့ Chelsea ကလည်းသူ့ကိုလက်ရှိချိန်တီသူတို့ radar ထဲမှာထည့်ထားတယ်။ In case something happen ဖြစ်ခဲ့ရင်ဆိုတဲ့အချက်နဲ့ဒီလက်က Chelsea ကြည်နေတယ်။ ်နောက်တစ်ယောက်ကတော့ကျွန်တော်ပြောတဲ့ Sasco Benjamin Sasco ကပူပူခတ်လာပြီဘာကြောင့်ခတ်လဲဆိုတော့အစောပိုင်းတော့ကယူရိုတန်း80ပေါင်တန်း80ပတ်ဝန်းကျင်68.90လောက်နဲ့ရမယ်အစားမှာ Arsenal ရော Chelsea ရောအသင်းတော်တော်များများအထူးသဖြင့် Premier League club တွေငွေတက်နိုင်မယ်ကြောင်ပြိုင်ပတ်တီတော်တော်များများသိတဲ့အတွက်ဘာဖြစ်လဲဆိုတော့ RB Leipzig က Benjamin Sesko ရဲ့ပြောင်းရွှေ့ခြင်းမှာပေါင်63တန်းထိတိုးတောင်းလိုက်တယ်။63တန်းကတော့အမှန်တမ်းပြောရင်တော့လုံးဝမတန်ဘူး။ ဆက်စကိုကလူငယ်သားမတယောက်ဖြစ်တယ်။ Okay, Yokres ဟိုအိဆာလူသားမမျိုး130 130ပြက်တာမရှိပေမဲ့ဆက်စကိုလူသားမမျိုး63တန်းများတယ်။တကယ်တမ်းကျတော့မနစ်ကယောကြီးစာချုပ်တန်း60လောက်နဲ့ထွက်ရမယ့်အစားပါ။ကျွန်55လောက်နဲ့ထွက်ရမယ့်အစားပါ။တကယ်ကြီးနဲ့တက်ရင်လည်း63တန်း။ဒါပေမဲ့ Chelsea ကအဲ့အပြောင်းရွှေ့ကို search ကိုကိုသူတို့လေ radar ထဲမှာထည့်ထားတယ်သူတို့ခေါ်ချင်တဲ့သူဖြစ်ထည့်ထားတယ်နောက်တစ်ယောက်ကတော့ Yorkres ပေါ့လေ Yorkres ကအခုလောလောဆယ်မှာ United ရော Chelsea ကိုကြော်ပြီးတော့ Arsenal ကိုနည်းနည်းလေးဥတီနေတယ်ဒါပေမဲ့ Chelsea ကအချိန်မြေးပြောင်းလဲနိုင်တဲ့ တီဘက်ကိုပြောင်းနိုင်တဲ့ fire power ရှိတယ်ဆိုတော့ arsenal ကတော့အခု yorkres ကိုဒါ ground war တွေတော်တော်များများပြီးထားပြီအထူးသဖြင့် sporting lisbon နဲ့ဒါ sporting lisbon မှာကန်တဲ့ rugby champion league ပွဲမှာ arsenal က yorkres ရဲ့ agent နဲ့ yor sporting okra နဲ့မှာအကုန်လုံးညှိထားတယ်ကစားမပေါ်မှာပဲမူတည်တဲ့အချိန်မှာ chelsea က yorkres ကိုတကြောပြန်လိုက်ကောင်းလိုက်နိုင်တယ်ဒါပေမဲ့ အားလုံးပေါ်မူတည်ပြီးတော့သူတို့ဘက်ကအခြေအနေကိုကြည့်တယ်ဒါပေမဲ့ Chelsea သားရော့โอเคငါ80ပေးမယ်ဘာညာမင်းကြိုက်တာရွေးဆိုပြီးပြောတဲ့အခါမှာ Jokeres က Arsenal ရော့ Chelsea ရော့နှစ်သိန်းလုံးဟာ Champions League ဝင်ဝင်ရတဲ့အတွက်သူ့ပေါ်မှာပဲမူတည်တယ်ဒါက Chelsea အတွက် race ဒါ Chelsea အခုလောလောဆယ်အဲ့၄ယောက်ထဲမှာဦးစားပေးလိုက်နေတဲ့သူက Hugo Akitiki ပါ ESPN report မှာလည်းပေါ်ပြထားတယ်ဒီစားမောက်ကို Spurs ကလည်းတော်တော်လေးသဘောကျတာမှပဲပဲ Itron Frampton ရဲ့တင်သစ်တိုက်စစ်မှုက22နှစ်အယံမြင့်တဲ့ powerful player ဖြစ်တယ်အယံကြီးဘယ်လိုပြောမလဲခုနကစားမောက်တွေလောက်တော့ favorite ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့သူကတကယ်ကို quality စားမောက်ဖြစ်ပြီးတော့ ေါင်84တန်တီ iTron front pack ကတောင်းထားတယ်ဒါပေမဲ့သူပြောထားတဲ့အချက်မှာ Chelsea ကအိုက်ပြောင်းရွှေ့ကြည့်ပေးမယ်ဆိုရင်သူတို့ဘက်က instrument ကို9တတိချပေးမယ်ဆိုတော့84တန်လုံးပေးကြမလို့ဘူး okay တန်30 40အရင်ပေးကြတဲ့ပတ်စံ40ကို6နှစ်ပေးပုံစံမျိုးအဲ့အစောပဲပုံစံနဲ့တွားမယ်ဆိုတဲ့ပုံစံဆိုတော့ Chelsea ပိုင်ရှင်တွေကအခုလောလောဆယ်မှာ striker ကို first center back ကို second ပုံစံမျိုးနဲ့စပြီးတော့အခုလောလောဆယ်နေထားရ Lian Dilap Benjamin Sesko, Hugo Akitiki နဲ့ဒါ Victor Yokres ပြည်တဲ့ဒီကြားထဲမှာနီးပြားတော့ Osimhen ကိုစိတ်ဝင်စားလို့တချို့ report တွေမှာတော့ Jonathan Davis တို့ဘာလို့လဲ plan ထဲမှာထည့်ထားလို့ပေါ်ပြထားတယ်ဒါကတော့ Chelsea ရဲ့ striker option ဖြစ်ပြီးတော့ Ankuku ကပေချာပေါက်ထွက်မှာပါအားလုံးကျေးဇူးတင်ပါတယ်